ရန်ကုန်မြို့မှာရှိတဲ့ပန်းခြံတွေကိုဝင်ကြီးအခမဲ့ခွင့်ပြုပြီးတဲ့နောက်မှာဝင်ရောက်အပန်းဖြေသူဦးရေဟာနှစ်ဆလောက်မြင့်တက်လာကြတယ်လို့ရန်ကုန်မြို့ရဲ့စီမံသားရေးကော်မတီပန်းဦးရင်နဲ့အားကစားကွန်များဌာနကတည်ရပါတယ်။ရန်ကုန်မြို့မှာရှိတဲ့အာဇာနည်ပိမံကံတော်ကြီးမျိုးစင်ကျွန်း၊မြကျွန်းသာရှစ်မိုင်မှာရှိတဲ့မြိုင်ဟေဝံပန်းခြံပြည်သူ့ရင်မြင်မှာရှိတဲ့ခင်မီကစားကွင်းကလွဲပြီးကျန်တဲ့ပန်းခြံနေရာတွေကိုဧပြီလ10ရက်နေ့ကစတင်ပြီးဝင်ကြီးအခမဲ့ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ဒီလိုခွင့်ပြုခဲ့ရမှာရန်ကုန်မြို့စီမံသားရိုင်းနယ်နိမိတ်အတွင်းကပန်းချံပေါင်း63ခုအနက်ပန်းချံ59ခုကိုအခမဲ့ဝင်ခွင့်ပြုခဲ့တာဖြစ်ပါတယ်ရန်ကုန်မြို့စီမံသားရိုင်းကော်မတီပန်းဝင်းနယ်အားစားကွင်းများဌာနကတာဝန်ရှိသူတို့ကလမကုံသေးလို့လူဝင်ထွက်စရင်ကိုမချုပ်ရသေးပေမဲ့အရင်ဝင်ကြေးပေးဆောင်ခဲ့ရစဉ်ကတည်းကဝင်ရောက်အပန်းဖြေသူတွေဟာနှစ်ဆမြင့်တက်လာတယ်လို့ပြန်မြခံမှန်းထားပြီးလကုံရင်တော့စရင်ကျုပ်အတိအကျရမယ်လို့ဆိုပါတယ် အခုလိုရန်ကုန်မြို့မှာရှိတဲ့ပန်းချန်တွေကိုခမဲ့ဝင်ရောက်ခွင့်ပြုခဲ့တဲ့ဆိုပေမဲ့အပန်းဖြေသူသွားရောက်မှုများပြားတဲ့ကန်တော်ကြီးမြို့စဉ်ကျောင်းပြည်သူ့ရင်မြမှာရှိတဲ့ခင်မီကစားကွင်းစတဲ့နေရာတွေကတော့ public ကုမ္ပဏီတွေကိုလုတ်ကင်ခွင့်ပေးထားတာကြောင့်ဝင်ကြီးတွေပေးဆောင်နေရဆဲဖြစ်ပါတယ်။ဒါ့အပြင်အာဇာနည်ပိမှန်လိုနေရာမျိုးမှာတခြားနိုင်ငံတွေမှာလည်းဝင်ကြီးကောက်ခံတဲ့နေရာဖြစ်တာကြောင့်အခမဲ့ခွင့်ပြုမပေးကြတာဖြစ်တယ်လို့လည်းသိရပါတယ်။ဒါအပြင်လက်ရှိမှာဝင်ကြီးခမဲ့အနေနဲ့ခွင့်ပြုပေးလိုက်တဲ့ပန်းချန်တွေမှာလည်းစီးပွားဖြစ်ရုပ်ရှင်နဲ့ဗီဒီယိုရိုက်ကူးမှုတွေကိုတော့အရင်ကသတ်မှတ်ထားတဲ့နှုံးထားတွေတိုင်းကောက်ခံသွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်းမှာအများပြည်သူမိသားစုလိုက်ပန်းဖြေနိုင်တဲ့ပန်းခြံတွေနဲ့ပနေပြီးမဟာဗန္ဓုလပန်းခြံကံတော်ကြီးပြည်သူရင်မြင်စတဲ့နေရာမျိုးတွေမှာသာမိသားစုလိုက်ပန်းဖြေမှုကောင်းမွန်တယ်လို့သိရပါတယ်။